ထိုပေ၅သိန်းဦးသာကျော်လွန်နိုင်ရင်သူကကုန်းလေးဖြစ်တဲ့အောင်တိုက်ခိုက်နိုင်ပါလိမ့်မယ် ဖီယာရီယာဆင်းသက်လာတဲ့အခါသူ့ရဲ့ဖေဖေမျက်လုံးမှာမီးတောက်တစ်ခုကပေါ်လာပြီးညာဘက်မျက်လုံးမှာမိုးကြိုးတွေကပြင်းထန်စွာနဲ့ပေါ်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်သူ့ရဲ့ညာဘက်လက်ကမိုးကြိုးကညာလက်တစ်လျှောက်လုံးကိုရွေ့လျားပြီးသူ့ရဲ့ညာလဝါအပေါ်မှာမိုးကြိုးပေါ်လုံးတစ်ခုကပေါ်လာပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့ဖေဖေမျက်လုံးကမီးတောက်ကဘေဘက်တစ်လျှောက်ကိုသွားပြီးသူ့ရဲ့ဖေဖေလက်ပေါ်မှာအဖျော်မီးပေါ်လုံးတစ်ခုကပေါ်လာပါတယ်ကောင်းကင်ရဲ့မိုးကြိုးရှီဟောင်းမိုးကြိုးတစ်ခုအနေနဲ့ငါရဲ့အမိတ်စကားကိုနားထောင်ပြီးစူဝေးလိုက် ဝန်လင်းကလေထဲမှာပြန်ဝဲပြီးတော့အဟိနေပါတယ်ဝန်လင်းရဲ့နောက်မှာကြီးမားတဲ့ရှေးအောင်မိုးကျုံနှကားတကောင်ကပေါ်လာပါတယ်သူ့ရဲ့မျက်လုံးလေးမှာကောင်းရွန်ဆန့်ကျင်တဲ့စာနာကပြင်းထန်နေပြီးသူကအဟိလိုက်ပါတယ်မိုးကျိုးအလုံးကရုတ်တရက်ပြောင်းလဲသွားပြီးသူ့ရဲ့လက်ထဲမှာဆူဝေးလာပါတယ်ဝန်လင်းကပေတဲ့တောင်းအတွင်းမိုးကျိုးတွေနဲ့ဖုံးလွှမ်းနေပြီးမိုးကျိုးငရဲပုံလိုပဲမေးမတိုက်တဲ့မိုးကျိုးတွေကမွေရီလိုမျိုးရွေလျားနေကြပါတယ်ပို့ပြီးတော့ထိလန့်စရာကောင်းတာဝန်လင်းကမိုးကျိုးကိုထိန်ချုပ်ဖို့သူ့ရဲ့ညာလက်ကိုတုံးတဲ့အခါမေးမတိုက်တဲ့မိုးကျိုးတွေကကောင်းလင်းပြတ်တဲ့မိုးတိမ်တွေကနေသူ့ရဲ့ညာလက်စီကိုရောက်လာကြပါတယ်ယခုချိန်မှာဝန်လင်းက မိုးကြိုးကိုထိန်းချုပ်ဖို့အတွက်ကောင်းကင်နဲ့ရှင်းပြိုင်နေတယ်လို့ပါပဲသူကမိုးကြိုးကိုထိန်းချုပ်ခွင့်ရဖို့ကောင်းကင်ကိုတိုက်ခိုက်နေပါတယ်မိုးကြိုးမုန်တိုင်းလို့မိဟိန်တန်နေရထပ်ပေါ်လာတဲ့အခါကောင်းကင်ပြည်ထက်မိုးတိမ်ရနေမိုးကြိုးတွေပုံပုံပြီးတော့ဆွဲထုတ်လာပါတယ်ကောင်းကင်ပြည်ထက်မိုးတိမ်ရနေနောက်ထပ်မိုးကြိုးမုန်တိုင်းလို့မိဟိန်တန်တို့ကထွက်လာပြီးဆင်းသက်လာတဲ့မိုးကြိုးတွေကရပ်တန့်သွားပါတယ်ထိုးရာတွေကတိမ်နေစီကိုပြန်သွားတော့မဲ့ပုံစံဖြစ်နေပါတယ်ကောင်းကင်ရဲ့တော်ကောင်းကင်ပြည်ထက်တကယ်လို့ကောင်းကင်ဟာရှိပြီးကောင်းကင်ဟာငါ့ကိုဖျက်ဆီးခြင်းငါကောင်းကင်ကိုဖျက်ဆီးမယ် ငါဝန်လင်းရကောင်းကင်တောင်ဒါမဟုတ်ကောင်းကင်ပြည်တံဆိုတော့မယုံကောင်းကင်တောင်လို့ခေါ်တာကိုကိုခန့်အပ်ထားတဲ့ကောင်းကင်တောင်တသက်ပဲကောင်းကင်ပြည်တံလို့ခေါ်ရလဲကိုကိုခန့်အပ်ထားတဲ့ကောင်းကင်ရဲ့ပြည်တံတသက်ပဲမိုးကြိုးတွေကကောင်းကင်ပြည်တံမိုးတိမ်စီကိုပြန်သွားတော့အောင်မြင်တော့ဝန်လင်းကသူ့ရဲ့ဖယ်လန့်နဲ့စုပ်ကင်လိုက်ပါတယ်ကောင်းကင်ရဲ့မီငါရဲ့တောင်မန်ဒီငှက်ရဲ့အမိတ်ကိုနားထောင်လိုက် စုဝေးလာထိုးအချိန်မှာရှေးအောင်မူကျုံကားပေးမှာအဖီအောင်မီတော့အမြောက်အများပေါ်လာပြီးကြီးမားတဲ့တောင်မန်နီငှက်တကောင်အဖြစ်ပြောင်းလဲသွားပါတယ်ထိုးတောင်မန်နီငှက်ကသူ့ရဲ့တောင်တွေကိုဖြန့်ကားပြီးအော်ဟစ်လိုက်ပါတယ်မီတော့ပင်လယ်တစ်ခုကလည်းရုတ်တရက်ပေါ်လာပြီးဝင်လင်းရဲ့ဘယ်လက်မှာစုဝေးလာပါတယ်တစ်ချိန်တည်းမှာပဲကောင်းကင်ပြတဲ့မူတိန်နေရနေမီတော့အမြောက်အများထွက်လာပြီးဝင်လင်းရဲ့ညာဘက်လက်ထဲကမီးပေါလုံးစီကိုရောက်လာပါတယ်သူ့မူကျိုးအတွက်တာမကမီးအတွက်ပါကောင်းကင်နဲ့ရှင်ပြိုင်နေပါတယ်အခြားချင်းရဲ့သူတွေကထိုးရအောင်မြင်အလုံးမအန်းတင်သွားမှာပါယခုချိန်မှာဝင်လင်းရဲ့ညာဘက်လက်မှာမူကျိုးပေါလုံးတစ်ခုနဲ့ဘယ်ဘက်လက်မှာမီးပေါ ော့လုံးတစ်ခုဟာရှိနေပါတယ်မူလဆွေရင်ကိုဆွေးယူတာအပြင်သူကကောင်းကင်ပြတ်တန်မူတိတ်နေနဲ့အင်အားချင်းရှင်ပြိုင်နေပါတယ်ကောင်းကင်ပြတ်တန်မူတိတ်နေရမိဟိန်တန်နေရပို့ပြီးတော့ကြီးလင်လာပြီးအတွင်းပိုင်းကသွေးမြူတွေထွက်လာပါတယ်ထိုအရာပစ္စမမြောက်ကောင်းကင်ပြတ်တန်ဖြစ်တဲ့သွေးကောင်းကင်ပြတ်တန်ပါသွေးမြူတွေကပေါ်လာတဲ့အချိန်မှာဝလင်းကရုတ်တရက်ခေါင်းကိုမော့ပြီးမြားတစင်းလိုမျိုးပြုတ်လွတ်လိုက်ပါတယ် သူကပီရထောင်ကျေရှိတဲ့မိုးကြိုးဘောလုံးတစ်ခုနဲ့ပုံစံတူအရွယ်စားရှိတဲ့မီးဘောလုံးတစ်ခုနဲ့အတူကောင်းကင်ပြည့်တဲ့နေစီကိုတိုးဝင်သွားပါလေ။ပေ9တောင်း၊ပေ4တောင်း၊ပေ3တောင်း၊ပေ1တောင်းဝလင်းကကောင်းကင်ပြည့်တဲ့မိုးတိမ်နဲ့ပူပြီးတော့နီးကပ်လာပါလေ။သူကပေ1တောင်းကောက်ကိုရောက်တဲ့အချိန်မှာသွေးမြူတွေကရောက်လာပါလေ။အဝေးကနေချင်းဝလင်းကိုသွေးမြူတွေကမြူချလိုက်သလိုပဲအရာအလုံးကညစ်တက်သွားပါလေ။ ချိန်တားရေးကြီးရအတူဖော်ရင်းနဲ့အတူစွင်းစွာနဲ့ပြန်ဝဲနေပါတယ်ကောင်းကင်ပြတ်တန့်မူးတိတ်မျိုးကြီးပင်မဲ့နီကပ်မလာရဲရောပါကိုကောင်းကင်ပြတ်တန့်ကိုခံနိုင်ရှိမှမူတော့ပါကိုအချိန်ရဖိဖိချင်းကုန်ဆုံးသွားပါတယ်ချိန်တားရေးကစိတ်မရှိတော့လို့ကောင်းကင်ပြတ်တန့်စီကိုတုံးဝေတော်မလို့ရှိတော့အနီရောက်မြူတွေထဲရမူးကျိုးပြတ်တန့်လို့ကြောက်မောက်ဖေးရကောင်းတဲ့အတန်များထွက်ပေါ်လာပါတယ်အနီရောက်မြူတွေရတခုံတို့လှောက်ရှားလာပြီးမူးကျိုးတွေကလက်သွားပါတယ်မီတောက်ပင်လေရလည်းထွက်ပေါ်လာပါတယ်တွင်းနီရောက်ပုံရိပ်တစ်ခုကမြူတွေကနေထွက်လာပါတယ်ထူရာတော့ဝန်လင်းပါ ဝင်လင်းရဲ့မျက်နှာဖိဖျောနေပေမဲ့ရက်စတဲ့အမူအရာနဲ့တဖက်ချင်တဲ့စိတ်ကပြင်းထန်နေပါတယ်။အနီရောက်မြူရီထဲကနေထွက်လာပြီးကောင်းကင်ပြတဲ့မိုးတိတ်နေစီကိုတဏှာမဲ့ဥတီသွားပါတယ်။ပေတသောအကွာဝေးကိုချက်ချင်းပဲဖျက်ကျော်ပြီးကောင်းကင်ပြတဲ့မိုးတိတ်နေထဲကိုဝင်သွားပါတယ်။သူကကောင်းကင်ပြတဲ့မိုးတိတ်ထဲကိုဝင်သွားရတယ်။ကောင်းကင်ရဲ့တကိုးကိုချက်ချင်းပဲခံစားမိပါတယ်။လက်နက်ဖက်နဲ့ရှေ့ကိုတွမှုလိုက်တော့မီးနဲ့မိုးကြိုးတွေအားဖျက်ဆီးသွားပြီးကောင်းကင်ကိုတွန်လို့စီတယ်ဖျက်ဆီးနိုင်တဲ့အရှင်ဝါတစ်ခုကိုဖန်တီးလိုက်ပါတယ်။မိုးကြိုးပြတဲ့နေရာရုတ်တရက်ပေါ်လာပါတယ်။မီးနဲ့မိုးကြိုးကတိုက်ပြီးတော့ကောင်းကင်ပြတဲ့မိုးတိတ်ဟာအလိမ်မြန်နဲ့ကျုပ်သွားပါတယ်။မိုးကြိုးနဲ့မီး တွေကကုန်းကြီးပစ်တဲ့မီးတိမ်တစ်ခုလုံးကိုပစ်နေသွားပါတယ်အာကုန်းတဲ့တိုက်ခိုက်မှုကြောင့်ကုန်းကြီးပစ်တဲ့မီးတိမ်တွေကယူသွန်းဆောင်နဲ့ကျုံဝင်သွားပြီးအထက်ကဟိန်းသက်တွေကပို့ပြီးတော့ကြောင်မော့ဖွေကကောင်းလာပါတယ် ချက်ချင်းစုသူလိုပဲတိန်နေရပြင်းထန်တဲ့တုံခေါမှုကြောင့်ပြုတ်ကွဲစားပြုတ်လာပါတယ်လက်ကြီးတစ်စုံကတိန်နေကိုဆွဲဖျက်နေသလိုပဲဝလင်းကသူ့ရဲ့ခန္ဓာကိုယ်ကိုအပမဲ့ဆွဲဖျက်မှုအတွက်ကျူးစားနေရအောင်ရှင်းရှင်းလင်းလင်းခန်းစားလိုက်ရပါတယ်ထွက်တော်မလို့ရှိတော့မျိုးလုံးနေရချင်းသွားပါတယ်သူကတိန်နေနဲ့ဝင်းရခန္ဓာရပါတယ်တိန်နေရဝင်းရနေပြီမဲ့ဝလင်းကသူ့နာပေတရာမှာလီဟာနဲ့အကွဲကြောင်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်အကွဲကြောင်းနေရနေမြှူဖြူတွေကလည်းထွက်လာပါတယ်ထို့အကွဲကြောင်းကကောင်းလေးပြတဲ့ရဲ့အရင်မဖြစ်နေသလိုပါပဲခဏတတွေ့သွားပြီးရဲ့နောက်ဝလင်းကအကွဲကြောင်းကိုကြည့်ပြီးထိုနေရာကိုတန်းတန်းမဲ့ဥတီသွားပါတယ်ခ ခဏကြာမှအကွဲကြောင်ရဲ့နားကိုရောက်သွားပါလေပို့ပြီးတော့ထူးဆန်းတာအကွဲကြောင်နားမှာတော့ ။ဆွဲဖြဲတဲ့အာကိုလုံးဝမခံစားရပါဘူး။ထို့ကြောင့်ဝလင်းကပို့ပြီးတော့သတိထားလာပါလေ။တောင်းမြောက်ကိုအန်ချိတ်ပြီးဝလင်းကသူ့ရဲ့နှဖျားယုံအစိတ်ပိုင်းကိုအကွဲကြောင်းလေးကိုပို့လိုက်ပါလေ။နှဖျားယုံအစိတ်ပိုင်းကဝင်သွားရတယ်။သူ့ရဲ့ခန္ဓာကိုယ်ကတုန်ခါသွားပါလေ။အကွဲကြောင်းလေးကိုနှဖျားအသီးစိတ်ကဝင်သွားရတယ်။ကဘာတစ်တစ်ခုကိုမြင်လည်ရပါလေ။ထိုနေရာမှာမိုးကောင်းကင်ပြပြနဲ့သမုတ်တရားရှိပါလေ။ကောင်းကင်ဝဉ္ညင်စွမ်းကြီးများကလည်းပြင်းထန်နေပါလေ။မြေကြီးကမျက်စိတစ်စုံနဲ့နမိတ်မရှိကျေပြန့်လုံလာပါလေ။ဝလင်းကမြေပြင်ပေါ်ကကြီးမားတဲ့ရုပ်ထုကြီးကိုချက်ချင်းပဲမြင်လိုက်ရပါလေ။ထိုရုပ်ထုကြီးကရှီအောင်နှဖျားတစ်ပါးပါ။ချက်ရှိပွ ွင့်ပါဝင်ပါတယ်နှစ်ပွင့်ရတော့တစိမ့်ခတ်ထားပါတယ်တိန်နေဒီလိုပဲမလုံမရနဲ့ရက်နေပါလေဒူဝရင်ဝလင်ကထိုရှိအောင်နှဖျားစီရနေအားကောင်းတဲ့အသက်တက်ကိုရှင်းရှင်းလင်းလင်းခံစားရပါတယ်ဒါပဲဆိုရင်တော့ဝလင်ကအန်တင်းစရာမရှိပါဘူးဒူဝရင်ရှိအောင်နှဖျားတဘာတွေကိုပဲမြင်ရတာမဟုတ်ပါဘူးမိပင်ပေါ်မှာရှိအောင်နှဖျားဆယ်ပါးထက်မနည်းရှိနေပါတယ်ရှိအောင်မိစာနဲ့ရှိအောင်နှဆိုးတွေကလည်းတရာနီးပါးရှိပါတယ်ရှိအောင်နှဆိုးတစ်ခေါင်ရဲ့ပေါ်မှာလူငယ်တယောက်ကထိုင်နေပါတယ်လက်ထဲမှာအမှန်တချက်ကိုကင်နာပြီးမျက်မှောင်ကျုပ်ကတွက်ချက်နေပါတယ် ဦးလေးမှာပြောခဲ့တဲ့ကောင်းကင်ပြစ်ထန်ရဲ့ဝင်ဘဝဒီနေရာပဲဖြစ်ရမယ်ထိုးချိန်မှာလူငယ်ရရုတ်တရက်ခေါင်းမော့ကအပေါ်ကြီးလိုက်ပါတယ်မျက်လုံးလေးမှာဝမ်းသာအာရမှုများလည်းပြင်းနေနေပါတယ်ကောင်းကင်ကိုကြည့်ပြီးဝင်လင်းရဲ့နှစ်ဖျားအသီးစိတ်ကိုတွေးလိုက်တဲ့ပုံရပါတယ်မျက်လုံးလေးကတောက်ပသွားပြီးမဲနဲ့တဲ့အလင်းနဲ့တစ်ခုကကောင်းကင်ထဲကိုထိုးတက်သွားပါတယ်ဝင်လင်းကတွေးနေချင်းမရှိပဲသူ့ရဲ့နှစ်ဖျားအသီးစိတ်ကိုဖျက်တောက်လိုက်ပါတယ်ချက်ချင်းပဲအပြင်ကိုပြန်ထွက်လာပြီးကောင်းကင်ပြစ်ထန်နေထဲကမီးနဲ့မိုးကြိုးကိုဖျက်ချော့ကပြေးထွက်လာပါတယ် ခြင်သားရေးရစီကိုသူကဥတီသွားပါတယ်။ကောင်းကင်ပြတဲ့မိုးတိတ်နေထဲကနေထွက်လာရတဲ့ဝလင်းကမျက်နှာပြတ်သွားပါတယ်။သူ့ရဲ့နှဖျားအသီးစိတ်ကပျက်စီးသွားတော့သူကခံစားလိုက်ရပါတယ်။စဉ်းစားဖို့အချိန်မရှိပဲလက်ကိုဝင်ရပြီးခြင်သားရေးအလုံးကိုတူလွန်အိတ်ထဲကိုထည့်လိုက်ပါတယ်။ဝလင်းကခြင်သားရေးရဲ့ကြောကနေအဝါယုံတစ်စိမ့်ကိုဖြုတ်လိုက်ပါတယ်။ ထိုအရာအလုံးကိုစတိုက်လုပ်ပြီးတော့ဝါယုံတစိကဝင်လင်းရဲ့ခနာကူမှာကတ်လိုက်ပါတယ်ပြီးတော့သူကရွေလျားသွားပါတယ်သူ့ရဲ့ပက်လက်မှာလေပွေတစ်ခုကပေါ်လာပြီးအလင်းမြန်နဲ့ပြန်တန်းထွက်သွားပါတယ်ခနာအကြမှာဝင်လင်းကကောင်းကင်ပြတန်တိန်နေရဲ့တုံဟီတန်ကိုကျော်လွန်သွားပါတယ်ကောင်းကင်ပြတန်တိန်နေကပြောက်ကွက်သွားသလိုဖြစ်သွားတဲ့အထိကျုံဝင်သွားပါတယ်တိတ်ချာကြည့်မဲ့ဆိုရင်ကောင်းကင်ပြတန်တိန်နေကမပြောက်ကွက်သေးဘူးဆိုတာတွေ့ရပါလိမ့်မယ်အစိမ်းရောက်ရင်အလင်းတန်တစ်ခုဖြစ်တာပြောင်းလဲသွားပါ ထိုအစိမ်းရောက်ရင်အလင်းတန်းကပေါ်လာနဲ့ထိုကဘာနဲ့မသက်ဆိုင်တဲ့အချိန်မှာတစ်ခုကပေါ်လာပါလေ။ကောင်းကင်ပြည်တန်ကျော်ဖြစ်ပေါ်လာတဲ့အထူးကြံမှုကလည်းချက်ချင်းပဲပြောက်ကွယ်သွားပါလေ။ငါမတော်တဆလေးပုံတရံကောင်းကင်ပြည်တန်ကိုပြောက်ကွယ်သွားအောင်လုပ်မိပြီ။မိလိုက်တော့ငါနောက်ဆုံးတော့ဒီငရဲကနေလွတ်မြောက်လာပြီ။ သူ့ကိုကူညီလိုက်တာမှန်တာပဲအစိမ်းရောက်အလင်းတန်းစိတ်လှုပ်ရှားနေတဲ့စကားတံများထွက်လာပြီးတိတ်တဆိတ်နဲ့ပြောက်ကွယ်သွားပါတယ်ထိုအချိန်မှာမဟာမိတ်ကျဆုစနေရဲ့အနောက်ပိုင်းအစွန်ဖျားတီသားမှာတမန်ကြီးညံ့ချင်ဂျိုးတခုရဲ့မြခင်ပြုံပေါ်မှာအဖိုးကြီးတယောက်ဝထိုင်နေပါတယ်မဲနှံ့နေတဲ့ဝေယုံကိုဝစ်စင်လာပြီးတည်ငြိမ်နေပါတယ်ကဘာပေါ်ကဘာမှသူ့ရဲ့တည်ငြိမ်မှုကိုမပြောင်းလဲနိုင်သလိုပါပဲဝန်လင်းကားတာဒီနေရာမှာရှိနေရဆိုရင်ထိုအဖိုးကြီးကိုချက်ချင်းမမှတ်မိမှာပါ ကောင်းကင်တခွင်မှာချင်းရွှေနဲ့ရောင်မီသားစုရဲ့တွင်းနှက်ဖျားတို့ရဲ့တိုက်ပွဲကိုရက်တန့်စေခဲ့တဲ့လူပါ။သူ့ရဲ့မျက်လုံးနေရာတင်ငိမ်စွာနဲ့ဘေးနားမျက်ပင်စိမ်းတွေကိုကြည့်နေပါတယ်။သူ့ရဲ့အကြည့်မှာမျက်ပင်နေရာထူးဆန်းစွာနဲ့ကြီးထွားလာပါတယ်။မျက်တောက်တစ်ခက်အတွင်းမှာပဲအနှောက်ကနေညှိုးနှမ်းသွားပါတယ်။ပြီးတော့ချက်ချင်းပဲအနှောက်ပြန်ဖြစ်သွားပါတယ်။ထိုလက်ပတ်မှုကအဆုံးမရှိဖြစ်ပြနေပါတယ်။ညာဘက်လက်ကိုမြောက်ပြီးမျက်ပင်ကိုယူတော့မလို့ရှိတော့ညာဘက်လက်ကရုတ်တရက်တုံသွားပါတယ်။မျက်လုံးနေမှာမြူးကြီးနိုင်တဲ့အမူအရာတွေကပြင်းထန်သွားပါတယ်။မိတော့တခင်ရတာအဖိုးကြီးရဲ့အမူအရာကိုမြင်အလွန်အမအန်တင့်သွားမှာပါ။သူ့အလွန်အမလေးစားရတဲ့ထိုလူကအမြဲ တမ်းတည်ငြိမ်နေပြီးဒီလိုအမူအရာမျိုးဘယ်တော့မှအပြဘူးပါဘူးအဖိုးကြီးကအင်ကြီးလက်ရှိကိုဝင်းရိုက်လိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ကပွင့်လင်းမြင်သာသွားပြီးပြက်ကွက်သွားပါလေဘသူကမှသူ့ရဲ့ချင်းချက်မှုအစင်ဒါမှမဟုတ်သူ့တုံးတဲ့နီးပညာကိုမသိပါဘူးဒါရရင်သူကပြန်ပေါ်လာတဲ့အချိန်မှာဝင်းလင်းကကောင်းကင်ပြတံကိုခန်းစားခဲ့တဲ့နေရာမှာရှိနေပါလေသူဖျက်ချောက်ခဲ့တဲ့အကွာဝေးကအရန်အောင်မှကြီးမားပါတယ်လေဟာနဲ့ကွင်းမြုံချင်းနဲ့တော့တခါတည်းရွှေလျားလို့မရနိုင်ပါဘူး တို့ရရင်ထိုးရအလုံးကဖိုးကြီးအတွက်တော့အလွန်မလွယ်ကူပါလေ။သူ့ရဲ့အကြီးအားပေထွန်အကွာလီဟာနယ်တို့ခုမှရက်တန့်သွားတဲ့အထိပတ်ဝန်းကျင်ကိုကြည့်ပြီးမျက်မှောက်ချုံနေပါလေ။အစိမ်းရောက်ရင်အလင်းတန်းကပေါ်လာတဲ့နေရာမှာပါ။ရှီဟုံကောင်းကင်နယ်ပယ်ရဲ့အရှိန်ပါ။အစိပ်ပိုင်းလေးတစ်ခုအဖိုးကြီးကခဏတစဉ်းစားပြီးပြန်လဲထွက်သွားပါတယ်ဝင်လေးအနေနဲ့ကတော့နဖျားလေးပါကိုင်းကထိန်းချုပ်ထားတဲ့နေမီသေးကိုအမြန်ပြန်ဝလာပြီးမှအရှင်ုံရှော့လိုက်ရပါတယ်သူမြင်တွေးခဲ့ရတဲ့မြင်ကွင်းကအထူးသဖြင့်သူ့အန်းတင်းစီခဲ့တဲ့လူငယ်ကိုသူကအမြဲတမ်းပြန်တွေးနေပါတယ်သူကဘာတူလဲ ဝယ်လင်းရဲ့မျက်လုံးလေးမှာကြောမှုအချို့ကလည်းပေါ်လာပြီးနောက်ကမှောင်မိုင်းနေတဲ့ကောင်းကင်ကိုကြည့်လိုက်ပါတယ်ခြေလန်းလိုက်တော့လှိုင်းနေရပေါ်လာပြီးပြောက်ကွယ်သွားပါတယ်ပြန်ပေါ်လာတဲ့အခါသူကတောင်မန်နေငတ်နဲ့ဖျားခိုင်းရဲ့အပြင်ဘက်မှာရောက်နေပါပြီ မီးလောင်နေတဲ့ကျေစုတွေကိုမဝင်ပဲစွန့်ပစ်ထားတဲ့ဂျိုတခုသာရွေးချယ်လိုက်ပါတယ်ထူဂျူပေါ်ကတောင်တလုံးကိုရွေးပြီးဝလင်းကထိုင်ချလိုက်ပါတယ်ထိုင်ချပြီးရဲ့နောက်တပင်းကိုချလိုက်ပါတယ်ပူတွေးလေပူပြီးတော့ကြောက်စရာကောင်းလေပါအချိန်တော်ကြာပြီးရဲ့နောက်စိတ်ခံစားချက်အမျိုးကိုချိုးနှိမ်လိုက်ပြီးညာဘက်လက်ကလီဟာနေတဲ့ကိုရောင်းအောင်လှမ်းလိုက်ပါတယ်အကွဲကြောင်တခုကလည်းပေါ်လာပြီးခင်ရောင်ဝဲအကြီးကဲတယောက်ရဲ့မူလာဝိညာဉ်ကိုလက်ထဲမှာပေါ်လာစီပါတယ်ဝလင်းရဲ့နှဖျားအသီးစိတ်ကတွေးနေချင်းမရှိပဲမိမျောနေတဲ့မူလာဝိညာဉ်ရဲ့ဥကောင်းစီကိုပြန့်နှံ့သွားပါတယ်မကြခင်မှာပဲမှညက်အမြောက်အများကိုထုတ်ယူလိုက်ပါတယ်လေကောင်းလေးပုံနေပေရဲ့တင့်ပင်လေကျေစု နစ်ဝန်လင်းရဲ့မျက်လုံးတွေကတောက်ပေါက်သွားပါတယ်ခဏတစဉ်းစားပြီးနောက်ဝန်တာအယမှုများပေါ်လာပါတယ်တိမ်ပင်လေကျေစုစနစ်ထပ်ပြီးတော့စဉ်းစားပြီးတော့ဝန်လင်းကတိမ်ပင်လေကျေစုစနစ်စီကိုသွားတဲ့လမ်းကြောင်းကိုရှာဖို့မူလဝဉ္ဇဉ်ရဲ့မှတ်ညံတွေကိုထပ်ပြီးတော့ရှာဖွေလိုက်ပါတယ်15မိနစ်အကြာမှာဝန်လင်းကသူ့ရဲ့နှဖျားအသေးစိတ်ကိုပြန်ဝင်သိမ်းလိုက်ပြီးပြုံးလိုက်ပါတယ် ီတိမ်ပင်နဲ့ကျေဆူးစနစ်ရဲ့တည်ဆောင်းပုံဟာမဟာမိတ်နဲ့ကောင်းကင်တခွင်နဲ့ရှင်အယံဦးမှာကွာခြားတယ်။ငါအတွက်တော့အယံဦးတင့်တော်တယ်။ပြီးတော့အဲ့ဒီလေကောင်းကင်ပုံနယ်ပယ်မှာချင်းသားရည်တွေကအပြည့်ပဲ။တိမ်ပင်နဲ့ကျေဆူးစနစ်ကိုဝင်းရထားတဲ့အတားစီဟာကျေဆူးစနစ်လေးခုထဲမှာအပျော့ဆုံးလို့ငါမထင်ဘူး။အထူးပုံစံတစ်ခုနဲ့ဖောက်ထွက်လို့ရတယ်။ဝင်လင်းရဲ့မျက်လုံးတွေကတောပလာပြီးမူလာဝဉ္ဉုံအကြီးကတူလွန်အိထဲကိုယူရဆိုင်နဲ့ထည့်လိုက်ပါတယ်။ဒီမူလာဝဉ္ဉုံကိုအကိုကြီးချင်းရွှေရဲ့ဤပညာကိုတုံးပြီးလမ်းပြအဖြစ်ငါတုံးလို့ရတယ်။အခုငါလိုနေတာပုံစံအစင်တစ်ခုတည်းပဲ။ ကန်ကောင်းတာဒီပုံစံအစီရင်အတွက်လိုအပ်တဲ့ပစ္စည်းတွေအားရှားခတ်တဲ့ပစ္စည်းတွေမဟုတ်ဘူးပုံစံအစီရင်တစ်ခုကိုဖန်တီးနိုင်ဖို့ပုံစံအစီရင်ကိုငားနားလေဖို့ပဲလိုတယ်ထော်ဆန်အတွက်ငားပင်စင်နာတာတွေအားမလုံလောက်ဘူးဆိုရင်တိမ်ပင်လေကျေစုစနစ်ကငားရဲ့နောက်ဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်ဝလင်းကခဏတစဉ်းစားပြီးတော့ထားရလိုက်ပါတယ်ပြီးတော့နှဆိုင်စွာနဲ့လီယိုရှူသွင်းလိုက်ပါတယ်တော်မန်နီငှက်နှဖျားခိုင်းကိုကြည့်ပြီးသူကတူတူလေးပြောလိုက်ပါတယ်ကောင်းပြီအခုငါလိုအပ်နေတာနှဖျားဤကလေးဟောင်းကမိုးတိမ်ကောင်းကြီးဖန်သားတလင်းချောင်းနဲ့ပြန်လာခဲ့ဖို့ပဲ ကောင်းကင်တခွင်အလောင်းကိုင်းနဲ့မဟာမိတ်တဖက်အားလုံးကငါးကြောက်စိမ့်တွေကိုပို့လိုက်တာအရှုပ်ထွေးတွေကြားကနေအမျက်ထုတ်ဖို့လို့ထင်နေကြတယ်။တကယ်တော့မင်းတို့အားလုံးကတဝက်တစ်ပြက်ကိုပဲခမန်းမိကြတာ။ငါရဲ့နောက်ထပ်ရွယ်ချက်ကမင်းတို့အားလုံးရှေးအောင်နှစ်ဖျားနေမည်စီကိုခေါ်သွားဖို့ဒါမှမဟုတ်မင်းတို့ထေရဘသူကမှမိုးတိမ်ကောင်းကင်ဘုံနေပေမှာမိုးပြောင်းငကားဤကလေးကိုကဲတင်မဲ့ငါရဲ့နှစ်ဖျားလေးပါးကန်ရဲ့အစီအစဉ်ကိုဖျက်ဆီးလို့မရပါဘူး။ငါရဲ့အစီအစဉ်ကိုမင်းတို့ထေရဗနေယောက်ကမြင်အောင်ကြည့်နိုင်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့တော့ကောင်းတာပဲ ဝင်လင်းရဲ့မမနာတောင်မန်နေငတ်နဖျားကိုင်းစီကိုယူလျောက်သွားပါလေသူကဝင်ဝင်နဲ့ဟူချံကိုတွတ်တွေးမလို့ပါပြီးတော့တန်းစင်တဲ့ယတနာနဲ့ဒစိခက်ခနာရတဲ့ရှီအောင်နဆိုးတာချာကိုလည်းတွတ်တွေးမလို့ပါထိုအချိန်မှာမဟာမိတ်ကျဆုစနစ်ရဲ့အဓိကနေရာမှာရှိတဲ့မဟာမိတ်ဌာနချုပ်တစ်ခုလုံးမှာကောင်းကင်ကိုတုံလို့စီတဲ့အဖြစ်ပြက်တစ်ခုကဖြစ်ပေါ်ခဲ့ပါလေအပြင်ဘက်ကအစီရင်တောင်နေရပြုတ်ွဲတော့မလို့ပြင်းထန်စွာနဲ့တုံခါသွားပါလေတစ်ချိန်တည်းမှာပဲမီလောင်ကိုကျဆုထဲရနဖျားဤကရစ်ဟောင်းကထိုင်နေတဲ့ကြောက်တုံးဖြူကြီးပေါ်မှာနဖျားဤကရစ်ဟောင်းကရုတ်တရက်မျိုးလုံးကိုဖင်လိုက်ပါလေသူကရရင်မကြခင်မှာပဲသူ့ရဲ့မျိုးလုံးနေရာသူကန်တစ်ခုအဖြစ်ပောက်ကွဲသွား 到巴黎，稳赢。 ငါးစီးကိုချက်ချင်းလာခဲ့အမြန်နဖျားရဲ့ဂရေဟောင်းရဲ့နဖျားအသီးစိတ်ကထွက်လာတဲ့အချိန်မှာပဲလောင်ကျွမ်းနေတဲ့ကျေစုထဲကိုဝင်တော့မဲ့ဝန်လင်းကတုံရင်သွားပါတယ်သူကမော့ကြည့်လိုက်ပြီးမျက်နှာပြသွားပါတယ်သူကတောင်ပိုင်နေငတ်နဖျားရဲ့ဂရေဖြစ်ပြီးကိုကောင်လှုပ်ဝဲပြောင်းလဲခြင်းကိုကျင့်ကြံထားတဲ့လူတယောက်အနေနဲ့နဖျားရဲ့ဂရေဟောင်းနဲ့ဆက်သွယ်ဖို့အတွက်တီးတန့်နီလန့်နေရရှိပါတယ်ဝန်လင်းကတွန်းဆုံမနေပဲသူ့မှရှိနေသေးတဲ့တစိုက်ကိုတုံးပြီးလောင်ကျွမ်းနေတဲ့ကျေစုထဲကိုဝင်သွားပါတယ်သူကရန်ဦးမှာမြန်ပါတယ်လောင်ကျွမ်းနေတဲ့ကျေစုထဲကိုဝင်ဝင်ချင်းလီဟာနဲ့ကွညွတ်ချင်းကိုတုံးပြီးပြောက်ကွက်သွားပါတယ်ချက်ချင်းပဲနဖျားရဲ့ဂရေဟောင်းကထိုင်နေတဲ့ကြောက်ဖြူဝါနေပီတ ရာအကွာမှာလှိုင်းနီးယာပေါ်လာပြီးဝင်လင်းယာပေါ်လာပါတယ်။နဖျားကြီးကရေဟောင်းရဲ့သွေးရည်နဲ့ပြည့်နေတဲ့မျက်လုံးတွေကိုသူကချက်ချင်းပဲမြင်လိုက်ရပါတယ်။တင်မင်းရဲ့အငွေ့သက်နဖျားကြီးကရေဟောင်းစီကနေပြန့်နှံ့လာပါတယ်။နဖျားကြီးကရေဟောင်းကိုတင်မင်းကခေါ်ဆောင်ဖို့အတွက်စူးစမ်းနေရာကိုဝင်လင်းရဲ့နဖျားအသီးစိတ်ကတုံးစရမလိုပဲခံစားမိပါတယ်။အကြည့်ကဲ ဝင်လင်းကချောက်ဖြူပုံကိုတက်ပြီးစကားပြောဖို့အတွက်ပါဇက်ကိုဟားလိုက်ပါတယ်ပြောစရာစကားတွေအများကြီးရရှိပေမဲ့တလုံးမအောင်ပြောနိုင်ပါဘူးမျက်လုံးလေးမှာဝန်းနေမှုတွေနဲ့ပြင်းနေနေပါတယ်နဖျားကြီးခရီဟောင်းကတော့ခေါင်းကိုမောလိုက်ပါတယ်မင်းနဲ့နေတဲ့သွေးတွေစီးရုံနေတဲ့မျက်လုံးထဲမှာအလင်းရောက်နေကိုတွေ့နေရပါတယ်မင်းရဲ့အကိုကြီးချင်းရွှေရောကျင်းကျက်မှုမဟာမရဲ့ဌာနချုပ်မှာရှိနေတယ်ဌာနချုပ်အပြင်ဘက်ကဖယ်စည်းပုံကိုအသက်သွင်းတာသူနဲ့ဓာတ်ရိုက်ကိုပတ်သက်နေတယ်သူကမသေးသေးဘူးဒါပေမဲ့သူကယူသွတ်သွားပြီ ကျင်းချက်မှုမဟာမယားကောင်းကင်ကိုတုံလို့စီမဲ့လှုပ်ဝဲချက်တစ်ခုကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားတယ်။ရွှန်ကြုံစီကမိုးတိမ်ကောင်းကင်ဘုံနေမျိုးကိုသွားတော့ကအမွေနှစ်များစွာကိုရယူလာရုံတွေမကပဲလှုပ်ဝဲစမ်းကြတဲ့အရာတွေကိုလည်းတွေ့ရှိခဲ့တယ်။အဲ့ဒီအရာတွေကိုနှစ်ပေါင်းများစွာလေးလာနေကြတယ်။ဒီကိစ္စမှာအတောက်ပဆုံးကောင်းကင်အလင်းရောက်နေမီရအောင်မတည်ဘူးလို့ထင်တယ်။ဒီလှုပ်ဝဲစမ်းကြတဲ့အရာတွေကအရန်ဟုတ်အရေးကြီးတယ်။ကောင်းကင်ဘုံနေမီလေးခုလုံးတော့တက်ရောက်မှုရှိနိုင်တယ်။ဝင်လင်း အမြန်သွားပြီးတော့မိုးပြောင်းငကားနတ်ဖျားဧကလေးကိုကဲ့တင်ပြီးဒီကြောက်စင်းကိုအတောက်ပါဆုံးကောင်းကင်အလင်းရောက်နေမျိုးချက်ချင်းပဲပို့လိုက်ပါဒီကိစ္စအရန်အောင်မှကြောက်စရာကောင်းတယ်မင်းရဲ့ကျင့်ကြံမှုအစင်ရမလုံလောက်သေးဘူးဒါကြောင့်အဲ့ဒီကိစ္စတွေကိုဝင်မပါနဲ့နတ်ဖျားဧကလေးဟောင်းကတေကန်ကြီးထိနေမှာရှိနေပါပြီစကားရည်အများကြီးကိုဒပိုင်းနဲ့ထဲပြောပြီးရဲ့နောက်အသက်ရှူဖို့အတွက်ခက်ခဲနေပါတယ်တို့ရရင်ညာလက်ကိုမနေမြောက်ပြီးမြခုံးတစ်ခုကြောက်လွန်ညုံနဲ့ထိုးလိုက်ပါတယ်မူလာဝဉ္ညင်ဟာခန္ဓာကိုယ်ကနေရုတ်တရက်ထွက်လာပြီးဝင်လင်းကိုနူးညံ့တဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ဝင်လင်းကိုယ့်ကိုယ်ကိုယူဆိုင်ပါ ငါမင်းကိုထပ်ပြီးတော့ဘာမှမကူညီပေးနိုင်တော့ဘူး ပြောပြီးရင်တော့မူလဝိညာဉ်ကနူးညံ့တဲ့အလင်းတစ်ခုကိုထုတ်လိုက်ပေမဲ့မကြခင်မှာပဲလင်းလက်တဲ့အလင်းနဲ့တစ်ခုဖြစ်ပြောင်းလဲပြီးနေရာနှောင်းကိုပြန့်နှံ့သွားပါလိမ့်မျက်စိတမိတ်အတွင်မှာပဲအလင်းရဲ့လင်းလက်မှုကအထုံးထဲကိုရောက်သွားပြီးဝင်လင်းရဲ့အမြင်အောင်ကဝေဝါသွားပါလိမ့်ပြန်မြင်ရတဲ့အခါနဖရဲခရီဟောင်ရဲ့မူလဝိညာဉ်ကအလင်းမုံမွားတွေဖြစ်တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတော့မြင်လိုက်ရပါတယ်ထို့အချိန်မှာနဖရဲခရီဟောင်ရဲ့မျက်နှာမှာဝင်းနေမှုနဲ့စိတ်အသာရမှုတွေကိုမြင်လိုက်ရပါတယ်နဖရဲခရီဟောင်ကပျောက်ကွယ်သွားတဲ့နေရာမှာအရာနှစ်ခုကပေါ်လာပါလိမ့်ခလီးငယ်ရဲ့လက်သီးဆုပ်ရအစားရှိတဲ့အနီအောင်ကြောက်စင်းတစ်ခုနဲ့ဖန်သားတလင်းကြောက်တလုံး ုံးမှာဖန်တားတလင်းကြောင်းဝါနေစင်ကြဲတဲ့ကောင်းကင်ဝဉဉ်ဆွေးများထွက်လာပြီးတဖြည်းဖြည်းနဲ့ပြန့်နှံ့သွားပါတယ်ဝလင်းကတိတ်တဆိတ်နဲ့စဉ်းစားနေပါတယ်မျက်လုံးထဲကဝန်းနေမှုကပိုပြီးတော့ပြင်းထန်လာပါတယ်နဖျားဤဂရေဟောင်းရဲ့မူလဝဉဉ်ပျောက်ကွက်သွားတဲ့နေရာကိုတိတ်တဆိတ်နဲ့ကြီးနေပြီးအတော်ကြာပြီးရဲ့နောက်တပင်းကိုချလိုက်ပါတယ်ပြီးတော့နဖျားဤဂရေဟောင်းရဲ့ရုပ်လောင်းကိုကြီးလိုက်ပါတယ် မူလဝိညာဉ်ဟာပျောက်ဆုံးသွားပြီးရဲ့နောက်ရုပ်လောင်းကလောင်ကျွမ်းလာပြီးလောင်ကျွမ်းနေတဲ့ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။နဖရားရဲ့ကရေဟောင်းရဲ့ပုံပန်းသဏ္ဍာန်အနေထားကိုတော့ထိမ့်သိမ်းထားပါတယ်။သူ့ရဲ့ညာလက်ကမြေခုံးတစ်ခုချောင်းကိုလူမျိုးထုံးနေစေပါဝင်လင်းကနောက်ကိုခြေလန်းနေငယ်ဆုပ်ပြီးကြောက်တုံးပေါ်မှာဒူးထောက်လိုက်ပါတယ်။ကြောက်တုံးပေါ်မှာသူကသုံးကြိမ်တစ်တိုင်ဦးချလိုက်ပါတယ်။ဝင်လင်းကကောင်းကင်ကိုလည်းမကူးကွက်သလိုမဦးချပါဘူး။ ဒဝရရင်တောင်ပန်နေငတ်နဖျားဤကရေဟောင်းကဝင်လင်းစီရနေဥချချင်း၃ကြိမ်ကိုရရှိခဲ့ပါတယ်။နဖျားဤကရေဟောင်းကနေရဆန်တဲ့အချိန်မှာပဲတောင်ပန်နေငတ်နဖျားခိုင်းရဲ့အကြီးကဲအားလုံးရဲ့နှလုံးသားထဲမှာဝမ်းနည်းမှုတွေကိုခံစားလိုက်ရပါတယ်။သူတို့အားလုံးကကိုရှိနေတဲ့ဂျိုရီယာနေတက်တိစိတ်နဲ့ထွက်လာပြီးနဖျားဤကရေဟောင်းရဲ့ရုပ်လောင်းရှိရာကိုဒူးထောက်လိုက်ကြပါတယ်။သူတို့အားလုံးရဲ့မျိုးလုံးတွေကနေမြေကြီးတွေကလည်းစီးကြလာပါတယ်။နဖျားဤကရေကိုလေးစားစွာနဲ့ပို့ဆောင်ပါတယ်။ကောင်းမှုနဲ့ခီးစဉ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ကောင်းကင်ဘုံကနဖျားဤကရေရဲ့ဝိညာဉ်အား ကျွန်တော်တို့ရဲ့တောင်ပန်ညီငတ်နဖျားခိုင်းကိုကောက်ွယ်ပေးပါစေလို့ဆုတောင်းပါတယ် မကြခင်မှာပဲသူတို့တွေမကပဲတောင်မန်နီငတ်နဖျားခိုင်းဝင်အလုံးကဘာတဝန်းကိုပြန့်နေနေတဲ့ဝန်းနေမှုကိုခန်းစားလိုက်ရပါတယ်။နဖျားကြီးခရီဟောင်းကထွက်ခွာသွားပြီဆိုတော့သူတို့အလုံးကတိလိုက်ကြပါတယ်။ခိုင်းဝင်းတွေတယောက်ပြီးတယောက်ဒူးထောက်လိုက်ကြပြီးမြေကြီးတွေကတိတ်တဆိတ်နဲ့စီးကြလာကြပါတယ်။နဖျားကြီးခရီကိုလေးစားစွာနဲ့ပို့ဆောင်ပါတယ်။နှလုံးသားကနေထွက်ပေါ်လာတဲ့အတန်တတန်ကျဉ်ကျက်မှုဂျိုရီကနေတဖြည်းဖြည်းနဲ့ထွက်ပေါ်လာပြီးပူပူပြီးတော့ကျယ်လွန်လာပါတယ်။အဓိကဂျိုရီပေါ်ကတောင်မန်နီငတ်ရုပ်ထုတွေကတော့ဝန်းထဲကြည်ခွဲတဲ့အော်တန်တွေထွက်လာပါတယ်။အရင်အောင်မအုံမင်းပြီးမောပန်းနေတဲ့ပုံအေးတောင်မန်နီငတ်တကောင်ကနဖျား ားကြီးခရီဟောင်းရဲ့ရုပ်လောင်းဝါနေထွက်လာပါတယ်ဝေးလန်းတဲ့နေရာတစ်ခုကိုပြတ်တန်းသွားပြီးဘာမှမရှိတော့တဲ့နေရာအထိပြောက်ွက်သွားပါတယ်တချိန်ကအင်အားကြီးမားတဲ့တောင်မနေငတ်နဲ့ဖျားကြီးခရီနဖျားလေးပါးကန်းကိုဥဆောင်ပြီးကြားဖြူနဲ့ဖျားကြီးခရီရဲ့တိတ်ဆုံမှုလိမ့်နဲ့နဖျားကြီးခရီရဲ့တစ္ဆာဖုံးမှုနဲ့မိုးပြောင်းငကားနဲ့ဖျားကြီးခရီရဲ့ပြောက်ွက်မှုအချက်တဲတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့တဲ့တောင်မနေငတ်နဲ့ဖျားကြီးခရီနှစ်ပေါင်းများစွာကြာပြီးရဲ့နောက်နဖျားကြီးခရီကနောက်ဆုံးတော့နေရွက်ဆန်သွားခဲ့ပါပြီထိုအချိန်မှာမိုးပြောင်းငကားနဲ့ဖျားကန်းကြားဖြူခိုင်းတဲ့လိမ့်နဲ့ခိုင်းရအကြည့်ကဲအလုံးကလည်းတခုခုကိုခံစားလိုက်ကြရပါတယ်တောင်မနေငတ် တဖျားလေးပါးခိုင်ရှိရအောင်တိတ်တဆိတ်နဲ့ဥညွံ့ပြီး ဒူထောက်လိုက်ကြပါလေထိုခိုင်းတုံးခိုင်းရအဖွဲဝင်တွေကလည်းဒူထောက်လိုက်ကြပါလေဝန်ထဲကြိတ်ခွဲတဲ့အမှုတက်တွေကမဟာမင်းရဲ့အရှိပိုင်းဒေသတို့ခုလုံးဖုံးလန်းသွားပါလေအရင်ကဖုံးသိရတွေကလည်းလေနဲ့အတူပြက်ွက်သွားပြီးနောင်တမရှိတဲ့ရှောက်ဖွေမှုကအတိတ်အတွက်ပါပဲပစ္စုပန်ကအတိတ်ရဲ့ဝန်ထဲမှုထဲမှာပျောက်ဆုံးနေပေမဲ့နဖျားလေးပါခိုင်းဝင်အားလုံးရဲ့နှလုံးသားထဲမှာအမြဲတမ်းတည်ရှိနေပါလေတောင်မန်နီငတ်နဖျားကြီးဂရေဟောင်းနေရဆန်ပြီးရဲ့နောက်ကောင်းဝင်းတခွင်ကသူတို့ရဲ့ကြီးညံ့သူအားလုံးကိုပြန်ဆင်းခေါ်လိုက်ပါလေမီတော့တခင်ရဲ့အမေရသူတို့အားလုံးကဟင်းသားဗရာဂျိုစီကိုဥတီသွားပါလေရှေးခေကြီးညံ့မှုလောကရဲ့အမွေနစ်ကိုယာလာတဲ့ ်မိသားစုတစ်ခုထဲရတော့ကောင်းကင်တခွင်ကနေတစဉ်သူတို့နဲ့ပူပေါင်းမှုအတွက်ရောက်လာကြပါတယ်မိုးကြိုးကောင်းကင်ဘုံချောင်းကခမ်းမတွေရာကျဉ်းကျဉ်းသူတွေကြားမှာရွေလျားနေပြီးဖီအားတွေကိုထုတ်လုပ်နေပါတယ် သူတို့တွေမကပဲအလောင်းကမ်းရလေသူတို့ရဲ့ဂိုင်းတစ်ခုလုံးဒီပါ ဟင်းသားဗလာချိုးကိုဆစ်လွတ်လိုက်ပါတယ်ခေါင်းတလားတွေနဲ့တပည့်တွေရဲ့ရှီလီယားတဲ့အစုဖွဲ့တွေဟာကျယ်ဒီရဲ့ဂျာမန်ယူလီယန်နေပါတယ်ဇာပနအခမ်းအနားလို့တော့ထင်ရပါတယ်ထိုအဖွဲ့နှစ်ဖွဲ့ရဲ့လုံရက်တွေဟာမဟာမိတ်တစ်ဖက်မျိုးမျိုးရဲ့အာယုံကိုဆွတ်ဆောင်လိုက်ပါတယ်ကြောက်စင်းဘောကသတင်းချက်လက်တွေကိုမြင်ပြီးရတော့အဖွဲ့တွေဟာလှုပ်ပဲတွတ်ဆုံပြီးကိုပိုင်တပ်ဖွဲ့တွေကိုဆစ်လွတ်လိုက်ပါတယ်ထိုအချိန်မှာမဟာမိတ်ကျယ်စုစနစ်တစ်ခုလုံးအတွင်းမှာမှုတ်တိုင်းတစ်ခုကထန်လာပါတယ်ပြင်းထန်တဲ့မှုတ်တိုင်းတစ်ခုမတိုင်ခင်မှောင်မိုက်တဲ့အမှုတ်တက်တွေကလည်းတဖြည်းဖြည်းနဲ့ပေါ်လာပါတယ်တစ်ဖက်မှာတော့နဖျားလီဘာကန်ရဲ့အစီပိုင်းဒေသမှာအကြီးက ကဲအုပ်စုတစ်ခုကသူတို့ရဲ့ဂိုင်းဝင်းတွေကိုဥဆောင်ပြီးဟင်ဒဗရာချိုစီကိုဥတီသွားပါတယ်။ထိုရာနဖျားလီပါကန်ရဲ့တကယ်လှူရှာမှုဖုံးကွယ်ဖို့ပါအဖွဲ့အမျိုးကဟင်ဒဗရာချိုကိုရောက်လာတဲ့အချိန်နီးပါးမှာပဲကြံရှိနေတဲ့နိဗ္ဗာန်ဖြစ်စည်းသူအကြီးကဲ35ရုပ်ကတောင်မန်နေငတ်နဖျားခိုင်းမှာစုဝေးခဲ့ကြပါတယ်။သူတို့ကဖယ်စည်းမှုတစ်ခုအတွင်းမှာထိုင်နေကြပြီးမျက်နှာတွေမှာလီနံမှုနဲ့မျောလင်းချက်တွေရရှိနေပါတယ်။သူတို့ကစဝိုင်းပုံစံဖယ်စည်းမှုကိုထားပြီးလူတိုင်းရဲ့အောက်မှာဖယ်စည်းမှုတစ်ခုစီရရှိနေကြပါတယ်။လူ35ရုပ်ချားမှာဗလာဖြစ်နေတဲ့စဝိုင်းပုံတရံအစီရင်တစ်ခုပါရှိပါတယ်။ဒိုဝါရင်ထိုစဝိုင်းက ို့အကြီးကဲ35ရောက်ရဲ့အောက်ကဖက်စည်းမှုတွေနဲ့ဆက်သွဲ့ပေးထားတဲ့အကိုင်းခတ်35ခုကလည်းရှိပါတယ်။အကြီးကဲ35ရောက်ကိုဝင်းရထားတဲ့နဖျားလေးပါးဂိုင်းဝင်းတွေအများကြီးကလည်းရှိပါတယ်။လူတစ်တောင်းထက်မနည်းပါဘူးသူတို့အားလုံးကထိုင်နေကြပြီလူတိုင်းရဲ့အောက်မှာအကြီးကဲ35ရောက်ရဲ့အောက်ကဖက်စည်းပုံတွေနဲ့ချိတ်ဆက်ထားတဲ့ဖက်စည်းမှုတစ်ခုကလည်းရှိပါတယ်။သူတို့အားလုံးကအမေကိုစောင့်နေကြပါတယ်။အမေပေးလိုက်တာနဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေကနေမူလဆွေးရဲ့အားလုံးကိုဖက်စည်းမှုကိုဖွင့်ဖို့အတွက်ထုတ်လုပ်လိုက်ကြပါတယ်။ ယခုချိန်မှာဝလင်ကဂျယ်ရီရဲ့ဂျာမယူလီယာပြီးတဖြည်းဖြည်းနဲ့ရှေ့ကိုတိုးသွားပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျရှုပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်